မင်းမင်းပါရှင်ထဲရောဒီမှာ anonymous page ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါဒီစကောက်က spelly ပေါ့နော်အရှိမ pick up high အရှိပတ်ဒီ round pick up high reading နေဆိုတော့ဒီတစ်ခေါက် spelly လုတ်ပြီးလိုက်မယ်ဆိုတော့ spell ကလေအရင်ဟိုဘယ်လိုပြောမလဲတချို့လူတွေပေါ့နော် spell ကိုအရင် serious ဖြစ်ကြအမျိုးတွေ့ရတယ်ဒီဟာကလေဒီ high free တင်ပေးရ spell လေးပေါ့နော်အဲအရင် serious မဖြစ်ဘဲနဲ့ပေါ့ပေါ့ပါလေးလိုက်လုံနိုင်တဲ့လူတွေကပို့ပြီး result ရတယ် ဘာလို့လဲဆိုတချို့ရဟိုနားလေးမဝိုင်းဟိုဒီနားလေးမဝိုင်းအဓိက spell လေးစိတ်ပဲပေါ့နော်တတိချာချာလေးကိုလိုက်လို့ကအမှန်ပါတယ်ဒါပေမဲ့အဓိကကိုယ်စိတ်ကလည်းအရေးကြီးသေးတယ်ကိုယ်စိတ်ကဟိုဘလောက်ပဲလှုပ်လှုပ် stuck ဖြစ်နေမယ်เนาะစိတ်ထဲမှာအလို block တွေခံနေမယ်ဆိုလို့ရှိရင်အဆင်မပြေနိုင်ဘူးဆိုတော့ကိုယ်ကိုယ်ရ healing လုပ်ပါအဓိက energy ရယ်စိတ်ရယ်အဲ့ဒီမှာတော်တော်အရေးကြီးရယ်ပေါ့เนาะအဲ spell လုပ်တိုင်းလည်းအကုန်လုံး effective ဖြစ်ချင်မှဖြစ်လိမ့်မယ်အ spell မလုပ်တိုင်းလည်း ဘာမှဟိုဖြစ်မလာမျိုးဟုတ်ရှင်မဟုတ်လိမ့်မယ်ပေါ့နော်အဲ့တော့ train ကြည့်ပါဘလို့ပဲဖြစ်ဖြစ်ဒါဟိုဆာဗယ်လေးတရွတ်နဲ့ဘုံမြင်တချောင်းမဲ့လို့ ਆ ပေါ့နော်အဲ train ကြည့်လိုက်လေဘာမှမဖြစ်ဘူးလေဒီလားပြီးတော့ဒါကလည်း yoyo spell လေးပဲဟိုလိုမျိုးမကောင်းတဲ့ negative energy spell တွေမဟုတ်တဲ့အတွက်ကြောင့်မို့လို့ serious မထားဘဲနဲ့ကိုယ့်ကိုယ်လှုပ်ရှားရှိရာလေးတွေပဲပို့ပေါ်ပပလေးလှုပ်သွားရင်ပို့ပြီးအဆင်ပြေအဓိကစိတ်ထဲမှာရောယုံကြည်နေပေါ့နော် so okay အဲ့တော့ဒါလေးကတော့တစ်ဖက်လို့ပေါ့နော်ကိုယ့်ကိုအာဘယ်လိုပြောမလဲ ပြန်ပြီးတော့ contact လုပ်လာအောင်တဲ့ချစ်လာအောင်လို့ပေါ့နော်ချစ်လာအောင်လို့သူ့စိတ်ထဲမှာအဲ့လိုကိုဟိုသူ့ရင်ထဲမှာကိုကိုလိုက်လိုက်ပြီးတော့ချစ်လာအောင်လို့အဲ့လုတ်ပေးရ spell လေးဖြစ်တယ်ဆိုတော့ဒီ spell ကတညပဲပေါ့နော်တညပဲထားမှာအဓိကဒါလေးကိုဟို love me spell လို့ခေါ်ပါနော်ကိုချစ် အောင်လို့လုပ်တာမျိုးပေါ့ဆိုတော့ကိုယ့်ရဲ့ရီးစားကိုလုပ်တာမျိုးမဟုတ်ဘဲနဲ့ဥမာကိုယ့်ရဲ့တငယ်ချင်းကနေကိုယ့်ကိုပိုချစ်စေချင်တာတို့ဥမာအမေအဖေကနေကိုယ့်ကိုပိုချစ်စေချင်တာတို့အဲ့လိုမျိုးရေးဆိုလို့ရှိရင်လည်းလုပ်လို့ရတယ်ဒါပေမဲ့တယောက်တည်းရောဖြစ်ရမယ်ပေါ့နော်တစ်ခေါက်ကိုတယောက်ပဲလုပ်လို့ရမယ်ပေါ့အဲ့လိုမျိုးရှိရဲ့ဟိုရီးစားရေတယောက်ပြီးတယောက်ထားပြီးတော့လူတိုင်းရော display ရေအဲ့လိုရှောက်ရှောက်မလုပ်နဲ့ပေါ့နော်အဲ့ဒါဆိုရင်တော့နောက်ပိုင်းနေက effective ဖြစ်ချင်မှဖြစ်လိမ့်မယ် ဒီတယောက်တည်းကိုပဲတည်တည်ချာလေးကိုကစူးစမ်းအားထုတ်ပြီး effort ထုတ်တယ် spell လေးလုပ်တယ်ဆိုရင်တော့အဆင်ပြေနိုင်တယ်နော် so okay spell ကိုစပြီးတော့လုပ်မယ်အဓိက love me spell ပေါ့နော်သူကိုယ်ချစ်လာအောင်လို့လုပ်တာမျိုး so ဆာရွက်တရွက်လိုရဲ့ဘောပင်တချောင်းလိုရဲ့ဆာရွက်ကပြန်လဲရရဲ့အဲမင်းကြောင့်လည်းရရဲဘာအယောင်မဖြစ်ဖြစ်ရရဲဘာမှအရေးမကြီးဘူးပြီးတော့ဘောပင်ကလည်းဘာအယောင်မဖြစ်ဖြစ်ရရဲအမဲရရဲအပြာရအနီးရရဲဘာအယောင်မဖြစ်ဖြစ်ပေါ့နော်အမေ crazy color တော့အဲ့လိုတိတ်မတုံးနဲ့ပေါ့ဘိုင်းအောင်လို့ဘာလို့ထအမဲအနီး အပြားเนาะအဲ့တုံးကူရဲ့တခုအလို basic color ဖြစ်တာမျိုးအဲ့အမျိုးလေးတုံးမှုရရယ်ဆိုတော့ spell ကသူကိုချစ်လာမယ် spell ပေါ့เนาะ okay အဲ့တော့စာရွက်เนาะဒီမှာစာရွက်ရှိရယ်အဲ့အဓိကသူ့နာမည်ကိုအရင်ရေးမယ်ထုံးစံအတိုင်းပဲပေါ့နော်နာမည်ရောလိုရယ် spell ကနာမည်သိရင်ကိုရပြီပေါ့နော်အဲ့တော့အာထားလိုက်ပါသူ့ရဲ့နာမည်ပေါ့နော်တစ်ဖက်လိုရဲ့နာမည်ပေါ့မောင်မောင်မဲထားလိုက်ပါတော့ အဲ့တော့မောင်မောင်ဆိုပြရမယ်အင်္ဂလိပ်လိုရေးရေးမြန်မာလိုရေးရေးအတူခောက်ပဲရေးအရှိခောက်ပဲရေးရတယ်ဒါပေမဲ့ဒီသူ့နာမည်ရေးနေတဲ့အချိန်မှာရောသူ့ရဲ့မျက်နှာပြီးွားရင်သူနဲ့အတူတူရှိလို့ရှင်ကိုကဘယ်လိုခံစားချက်လဲဘယ်လို feeling လဲဆိုတာအဓိက air feeling ပေါ့နော်စိတ်ပေါ့ energy ရောထည့်ရမယ်သူ့မျက်နှာအမြင်အောင်ပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးထဲဒါမျိုးရောလောက်ရမယ်နော်ပြန်ဒါဆရာရဲ့ဘယ်နာမှာရေးရအလေကောင်တဲတဲဖြစ်စရာမလိုဘူးပြီးတော့အောက်မှာကို့နာမည်ပေါ့နော်အဲကို့နာမည်ဆိုလို့ရှိရင် ားလိုက်ပါတော့ဆူဆူပဲထားလိုက်ပါတော့အဲ့ဒါပဲခေါင်းထဲရထွက်တယ်အခုအဲ့တော့အဲ့တော့အဲသူ့နာမည်နဲ့ကိုယ့်နာမည်နဲ့နှစ်ခုပေါ့နော်နာမည်အရင်ရေးလိုက်ရရယ်ဟိုကိုတည့်ရဲ့နာမည်ရေးလိုက်ရရယ်အဓိကသူ့ရဲ့မျက်နှာသူ့ရဲ့အဲ့လို energy ကိုခံစားနိုင်ရပြီပေါ့နော်ကိုကိုယ့်နာမည်ရေးချင်မှာဒါကိုယ့်နာမည်ကိုရေးရဖြစ်တဲ့အတွက်ဘာမှတော့မဖြစ်ဘူးပေါ့နော် Okay ပြောရလို့ရှိရင်သူ့နာမည်အောက်မှာမြင်းချောင်း၃ချောင်းဆွဲမယ်ကိုယ့်နာမည်အောက်မှာမြင်းချောင်း၃ချောင်းဆွဲမယ် အော်တခုပြောချင်တာလေး step တော့မကြော်နဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူ့နာမည်ကိုအရင်ရေးတယ်ကို့နာမည်ကိုအရင်ရေးတယ်ပြီးတော့မှမြင်းချောင်းသုံးချောင်းသူ့စီမှာအရင်ဆွဲကို့စီမှာအရင်ဆွဲအဲတချို့လူတွေကြတော့ဒီမှာသူ့နာမည်သွားရေးရယ်ပြီးရင်မြင်းသုံးချောင်းအရင်ဆွဲပြီးရင်ကို့အောက်မှာကို့နာမည်ရေးမြင်းသုံးချောင်းဆွဲအဲအဲ့လိုမျိုးတော့မဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးတော့မရဘူးဒီ spell ကလေ เออ step by step ပဲဒီဗီဒီယိုတေချာကြည့်ပြီးတော့ step by step လုပ်သွားရင်တော့အဆင်ပြေလိမ့်မယ်။ဥမယ်ရေးကုနမယ်ရေးရယ်။တော့မြင်အောင်မယ် energy ကိုခန်းစားမယ်။ပြီးတော့အောက်မှာမြင်သုံးချောင်းဆွဲမယ်။အဲသူ့အောက်မှာမြင်သုံးချောင်းဆွဲမယ်။ကိုအောက်မှာမြင်သုံးချောင်းဆွဲမယ်ပေါ့နော်။ Okay ပြီးတော့ရှင်သူကကိုကိုချစ်လာစေချင်တာမျိုးเนาะအဲ့လိုဖြစ်တဲ့အတွက်သူ့စီကနေပြီးတော့ကိုစီကိုအဲ့လိုမြားလေးဆွဲလိုက်မယ်။မြားကလေလှစရာမလိုတချို့ရေတယောက်နဲ့တယောက်မြားဆွဲပုံစံလည်းမတူဘူးပေါ့နော်။အဲ့တော့လှစရာလည်းမလိုဘူး။ဘာမှဖြစ်စရာမလိုဘူး။ ဒီတိုင်းပဲမြှားဖြင့်ပြီးတော့ပေါ့နော်သူ့စီကနေပြီးတော့ကိုယ့်စီကိုလာရဲ့ energy ပေါ့ကွာအဓိကအဲ့အဲ့လိုမျိုးကိုယ်ခံစားတဲ့အရာပြီးနော်အဲ့တော့အဓိကကိုယ့်ချစ်စေချင်တာမလားအဲ့မှာ love me ဆိုပြီးတော့ရေးလိုက်မြန်မာလိုရေးမယ်ဆိုလို့ရှင်လဲအဲ့လိုငါ့ကိုချစ်ပါပေါ့နော်အဲ့အဲ့လိုပုံစံမျိုးပေါ့ဆိုတော့ love me လို့ရေးလိုက်လို့ရတယ် ဒါမဲ့လေဒီမြအောက်မှာမရေးနဲ့ဒီဒီလိုမျိုးပေါ့နော်ဒီလိုမျိုးလုပ်လိုက်တဲ့အချိန်မှာမြအပေါ်မှာရေးရပူကောင်းတယ်မြအောက်မှာမရေးနဲ့ပေါ့နော်အဲအလွယ်မှတ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမြရဲ့အရှိပေါ့နော်အရှိမှာရေးရကောင်းတယ်အောက်မှာအဲဒီအနောက်မှာမရေးနဲ့ဒီအရှိမှာရေးရမယ်နော်အဲ့ဒါတကူအဲ့လို step by step လေးရောတီချလုပ်စီခြင်းတယ်နော်โอเคအဲ့ပြီးွားရေးဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတော့ဒီအတိုင်းမထားရမယ်ဒီအတိုင်းမနော် လုံးဝဖောင်ခတ်တာမျိုးတွေသိရမလားဟိုတချို့ spell တွေမှာဆိုလို့ရှိရင်လိုက်ပိတ်တာမျိုးတွေရှိရလေဖြဲစာရွက်ဖြဲရမျိုးအဲ့ဒါဘာဆိုဘာမှမလုပ်ရဘူးဒီတိုင်းမဲ့ရိုးရိုးရှင်းရှင်းလေးပဲထားရမယ်ပြီးတော့လို့ရှိရင်နှစ်ခေါက်ခေါက်မယ်ဒီအပေါ်ကနေပြီးတော့ကိုယ်စီတော့တစ်ခေါက်ခေါက်မယ် Okay no ဒီအပေါ်ကနေပြီးတော့အောက်ပိုတစ်ခေါက်ခေါက်မယ်ဒီလိုမျိုးပေါ့နော်အဲ့တော့လှန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီသူ့နာမည်အပေါ်မှာဖြစ်နေမယ်ကို့နာမည်ကအောက်မှာဖြစ်နေမယ်ဒီလိုတစ်ခေါက်ခေါက်မယ်နော် သွားပြီဆိုလို့ရှိရင်နောက်ဆက်တစ်ခေါက်တစ်ခေါက်မယ်တဝက်ချိုးချရမယ်เนาะတဝက်ချိုးချရမယ်တချို့ spell တွေကပြမယ်အဲ3 3ခုပေါ့เนาะခောက်တာမျိုး3ခုခောက်တာမျိုးဆိုရင်ဒီလိုအဲဒီလို okay အဲဒီလိုဒီလိုဒီလိုခောက်တာမျိုးအဲ့ဆိုမှားရယ်เนาะဒီဟာအဲ့လိုမခောက်ရဘူးဒီမှာတစ်ထစ်ပဲဒီလိုနှစ်တစ်ခေါက်ပဲပေါ့เนาะသူ့စီကနေကို့လာရယ်တစ်ခေါက်ပဲအဲ့ဒါပဲလောက်ရမယ် okay ပြီးသွားပြီဆိုလို့ရှိရင်ဒီ love me ရေးထားတဲ့ဘက်เนาะ love me ရေးထားတဲ့ဘက်ကနေပြီးတော့ love me ရေးထားတဲ့ဘက်ကိုအပေါ်မှာထားလိုက်ပေါ့เนาะအပေါ်မှာထားပြီးတော့စာရွက်ကိုဒီလိုထားလိုက်ပြီးတော့လို့ရှိရင်အဲ့ဘက်ကနေပြီးတော့ဒီကိုတစ်ခေါက်ကိုဘက်ကိုပဲเนาะအမြဲ spell line ကအဲ့လိုခုဘက်ကိုမခေါက်ရအောင်ဒီဘက်ကိုခေါက်တာအဲ့တော့ love ဟိုအခြေ spell ရေပေါ့เนาะအဲ့တော့ဒီဘက်ကိုစီကိုပဲလာရဲပုံစံနဲ့အဲ့လိုခေါက်အဲ့တော့ဒီလိုစာရွက်လေးဖြစ်သွားလိမ့်မယ်စာရွက်ကတော့ကိုကတေးသေးလုပ်လို့လည်းရအေးကြီးကြီးလုပ်လို့လည်းရ A4 လည်းရဒီလိုစာရွက်ကိုဖြဲပြီးဒါဆိုစာအုပ်လေးကဖြဲထားတာပေါ့เนาะအဲ့လိုလုပ်လို့လည်းရအောင် ဆိုတော့ okay ဒါပဲပြီးသွားရင်ဒါကိုခေါင်းအောက်ထဲမှာထားလို့ရမယ်အဲဘီရိုထဲမှာထားလို့ရမယ်အတိအကခေါင်းအောက်ထဲမှာထားလို့ပို့ပြီး recommend လုပ်တယ်တညာပဲပေါ့နော်တညာပဲတညာပဲအိတ်မယ်ပြောရနောက်နေ့မနေ့ရောက်တာနဲ့ကိုကသူ့ကိုကိုချစ်နေပြီဆိုရယ်စိတ်နဲ့ဒီစားကိုမီးရှို့ရမယ်နော်အဲအဲမီးရှို့ရနေမှာနေလေပြဿနာတက်ကြတယ်တချို့လူတွေလीတချို့တွေကြတော့ဘယ်လိုပြောမလဲဟို တချို့ကြီးကတော့မီးရှို့ကခက်တယ်เนาะအဲ့လိုလွတ်ပြစ်လိုက်ရတဲ့ဘာကြီးကပိုလွယ်တယ်တချို့ကြီးတော့ဒါပေမဲ့မီးပဲရှို့ပါတညတညပဲပေါ့เนาะတညပဲကောင်းအောင်မထားလိုက်ဒီနေ့လုတ်လိုက်တယ်ပဲဒီနေ့လုတ်လိုက်ပြီးရင်ဒီညကိုကောင်းအောင်မထားရေးလိုက်ပြီးနောက်နေ့မနေ့ကျလို့ရှိရင်သူကိုချစ်နေပြီဆိုရင်စိတ်ထဲမီးရှို့ပလိုက် SPY ဒီစပယ်တည့်ရပဲပေါ့เนาะအဲ့လွယ်လဲလွယ် effective လည်းဖြစ်တယ် powerful လည်းဖြစ်တယ် အသေးချာလေးလေးလုတ်ထားပေးရပေါ့နော်အအဆင်ပြေမဲ့လို့လည်းချင်တယ်ဒီဟာလေးကိုလိုက်ကြည့်ပြီးတော့လိုက်လို့ကြည့်ပါအဲတခုသိချင်တာရှင် comment မှာမေးပေးပါဘာဖြစ်လို့လဲဆိုတော့ page မှာမင်းရင် page က admin တွေက spell အကြောင်းမသိဘူးအဲ့တော့ညမပဲသိရဖြစ်တယ်ဆိုတော့ comment မှာဖြေပေးမယ်ပေါ့နော်အားရအချိန်ကြီးဆိုလို့ရှင်ပေါ့အဲ့တော့ spell လေးဒါ free တင်ပေးရဖြစ်တဲ့အတွက်လိုက်လို့ကြည့်ပါတချို့တွေလည်းအဆင်ပြေသူတွေရှိမယ်အဆင်မပြေသူတွေလည်းရှိမယ်ပေါ့နော်တယောက်နဲ့တယောက်တော့မတူဘူးပေါ့ energy ကဆိုတော့ okay ပါ အဲဒီ spelling guide လုပ်ပြီးတော့အဆင်ပြေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်เนาะသိချင်တာရှင် comment မှာမေးရပေးလို့ရပါတယ်ဆိုတော့ဒီ spelling ကို like လုပ်ကြည့်ပြီးတော့အဆင်ပြေသွားတဲ့သူတွေအတွက်လည်းဂျိုပြီးတော့ဝမ်းသာပါပဲအဲ့တော့ okay ဒီ spelling ကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်ထပ် video တွေမှာပြန်ပြီးတော့တွေ့ကြမယ်เนาะ